မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့အဆွန်ဦးတီထွင်မှုနဲ့အနာဂတ်ကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အတွေးအခေါ်တွေအကြောင်းပြောကြမယ်ဟုတ်ပါအထူးသဖြင့် Peter Thiel ရဲ့0 to 1စာအုပ်ထဲကအဓိကကျတဲ့အချက်တွေကိုအတူတူထိုးထွင်းလေ့လာကြည့်ကြမှာဆိုတော့ဒီစာအုပ်ကတော်တော်လေးလိုပြောများခဲ့တဲ့စာအုပ်တစ်ခုပေါ့နော်ဟုတ်တယ်စင်ဒီဆွေးနွေးမှုရဲ့ရည်မှန်းချက်ကတော့ Thiel ရဲ့လူများနဲ့စံကျင်ဘက်ဖြစ်နေတဲ့အမြင်တွေကိုနားလည်ပြီးတော့ အနာဂတ်ကိုတကယ်ပုံဖော်နိုင်ဖို့ဘာတွေလိုအပ်မလဲဆိုတာကိုရှာဖွေဖို့ပါပဲအဲ့တော့ဆန်းလိုက်ကြတယ်တော့လဲစူးရှာတဲ့မိခုံတစ်ခုနဲ့စကြည့်အောင်လားကောင်းလေကံပီတာတီယိုကဒုစီမှာအလုံလာလျှောက်တဲ့ဒူတိုင်းကိုမေးလေရှိတဲ့မိခုံတစ်ခုပေါ့လူများစုကလက်မခံမိမဲ့ကိုတယောက်တည်းကမန်တယ်လို့ယုံကြည်ထားတဲ့အရေးကြီးတဲ့အမှန်တရားကဘာလဲတဲ့။အိုးတော်တော်လေးစဉ်းစားရခက်တဲ့မိခုံပဲနော်။ဟုတ်တယ်။ဒီမိခုံကကိုဘလောက်တော်လဲဆိုတာထက်ဘလောက်တတ္တိရှိရှိတွေးခေါ်ရဲလဲဆိုတာကိုစမ်းတာဗျာ။ ဘာလို့လဲဆိုတော့အဖေကလူကြိုက်များမှမဟုတ်လို့လားအဲ့လားပဲအဲ့ဒီလိုလူကြိုက်မများတဲ့အဖေကပဲအနာဂတ်ကိုဘလို့မြင်လဲဘလို့ဖန်တီးမလဲဆိုရရဲ့အစဖက်လာမှာပါဟုတ်ပြီအဲ့တော့ဒီနေ့မှာအဲ့လိုလူအများနဲ့မတူတဲ့အတွေးခေါ်တွေပုံမှာအခြေခံထားတဲ့အဓိကအယူဆတွေကိုဆွေးနွေးကြမယ်။ဟုတ်ကဲ့။ပထမဆုံးကတော့တီထွင်ဖန်တီးမှုရဲ့အသေးပေအမှန်ထိခဲ့0 to 1အကြောင်း။ဟွန်း ပြီးတော့ပြိုင်ဆိုင်မှုဆိုတာတကယ်တော့အရှုံးသမားတွေအတွက်ပဲဆိုတော့သူ့ရဲ့အငင်းပွဲအပွဲရဲ့အမြင်ဟုတ်တယ်အဲ့ဒီအချက်ကတတော်လေးကိုပေါက်သွားတာနောက်ဆုံးအနေနဲ့အနာဂတ်ကိုကံကြမ္မာလက်ထဲပုံမအပ်ပဲတိကျတဲ့အစီအစဉ်နဲ့တိဆောက်ချင်းရဲ့စွမ်းအားအကြောင်းတွေကိုထဲထဲဝင်ဝင်ပြောကြပါမယ်ရှင့်ကောင်းပါဗျာကဲပထမဆုံးအယူဆဖြစ်တဲ့0 to 1နဲ့1 to n အကြောင်းကိုဆက်လိုက်ရအောင်ဟုတ်ကဲ့စာအုပ်ထဲမှာလူတိုင်းမမိနေတဲ့စာအကြောင်းတစ်ခုရှိတယ် Bill Gates နောက်တယောက်က operating system ကိုတည်ထွင်မှာမဟုတ်ဘူး။မင်းနဲ့ Mark Zuckerberg နောက်တယောက်ကလူမှုခွင့်ရကိုဖန်တီးမှာမဟုတ်ဘူးပေါ့။ဟုတ်တယ်။သူတို့ကို copy ကူးနေတာကသင်ယူနေတာမဟုတ်ဘူးလို့သူကဆိုတယ်။ဆိုလိုရင်းကရှိပြီးသားတစ်ခုကိုတိုးချက်တာ။ပွားများအောင်လုပ်တာက1 to n ပေါ့။ဟုတ်ပါလေ။လုံးဝမရှိသေးတဲ့အရာတစ်ခုကိုဖန်တီးလိုက်တာကမှ0 to 1တဲ့။အဲ့ဒီမှာလေတေယိုးကတော်တော်လေးစမတ်ကြတဲ့ခွဲခြားမှုတစ်ခုလုပ်ပြသွားတယ်။ သူက1 to n ဆိုတာကို copy paste လို့တာနဲ့တူတယ်လို့ပြောတယ်။ Oh, copy paste လို့တာ။ဥပမာမြန်မာနိုင်ငံမှာ Grab အောင်မြင်သွားတော့တခြား ride hailing app တွေအများကြီးထပ်ပေါ်လာတာမျိုးပေါ့။ဟုတ်တယ်ဟုတ်တယ်။ဒါကသူပြောတဲ့ horizontal progress တာမဟုတ် globalization ပုံစံပဲ။အလုပ်ချစ်ပြီးသား model တခုကိုတခြားနေနာမှာတွောလို့တာ။ဟင်းဒါက1 to n ပေါ့။မှန်ပါပဲ။0 to 1ကတော့လုံးဝမရှိသေးတဲ့အရာကြီးတခုခုဖန်တီးတာ။မြန်မာနိုင်ငံမှာ right hailing ချတဲ့အယူအဆကိုပထမဆုံးယူလာခဲ့တဲ့သူက0 to 1ကိုလုပ်ခဲ့တာနဲ့အနီးစပ်ဆုံးသူတယ်။အာဟုတ်ကဲ့။ဒါကိုတော့သူက vertical progress ဒါမှမဟုတ် technology လို့ခေါ်တယ်။ဒီနေရာမှာနည်းနည်းရပ်ပြီးစဉ်းစားကြည့်အောင်ရှင်။ globalization နဲ့ technology ဆိုပြီးခွဲလိုက်တော့လူများစုကအနာဂတ်ဆိုတာ globalization ကြောင့်ထစ်လာမယ်လို့တွေးကြတယ်မလား။ဟုတ်တယ်လေ။ကဘာကြီးကတသားတည်းဖြစ်လာမယ်။ ဖွံ့ဖြိုးတီးနိုင်ငံတည်းရဲ့ဤပညာနဲ့လူနေမှုပုံစံတွေကိုတခြားနိုင်ငံတွေကလိုက်မိလာမယ်ပေါ့ဒါပေမဲ့ Thiel ကတော့မဟုတ်ဘူး technology ကပိုအေးခီတယ်လို့ဖြစ်ဖြစ်သားသားပြောတယ်ဟုတ်တယ်သူ့ရဲ့ကြိုးကြောင်ပြချက်ကတော်တော်လေးခိုင်မာတယ်ဗျာဘယ်လိုမျိုးလဲရှင့်ကမ္ဘာတည်င်းစာတာတွေကအကန့်အတည်းချီတယ်လေအခုချိန်မှာတရုတ်နိုင်ငံကတနစ်ကိုရေနံစီပေါင်းဘီလီယံနဲ့ချီပြီးတုံးဆွဲနေတယ်อืมဒါတော့အမေရိကန်နိုင်ငံသားတယောက်ချင်းစီရဲ့တုံးဆွဲမှုနှုန်းကိုမမိသေးဘူးစဉ်းစားကြည့်လေ တရုတ်နဲ့အိန္ဒိယကလူသားပေါင်း2500လောက်ကအမေရိကန်တွေလိုစွမ်းရည်တွေတင်ဇာရတွေတုံးဆွဲလာကြမယ်ဆိုရင်ဘာဖြစ်သွားမလဲကဘာကြီးတော့ဝင်ထုတ်ဖို့ပို့ရှိသွားမှာပေါ့အဲ့ဒါပဲနီးပညာတစ်တီ0 to 1တိုတမှုတွေမရှိဘဲနဲ့ရှိပြီးသားနီလန်တွေကိုပဲကဘာနံဖျန်းချက်နေတဘာဝပါဝင်ခြင်းဆိုင်ရာကဘေးကြီးနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်ဆိုတော့ရှိပြီးသားကိုဖျန်တာထအတစ်ဖန်ဒီနိုင်စွာကအနာဂတ်တွေအသက်သွေးကြောဖြစ်လာတာပေါ့တည်ကြည်ကြပါပဲ ဒါပေမဲ့ဒီနေရာမှာတတိပြုစရာတစ်ခုရှိတယ်ရှင်။တရက technology စရာကိုတုံးတဲ့အခါအဓိကဖြင့် software နဲ့ internet ကိုပဲရည်ညွှန်းနေတယ်လို့ရွှေ့နေတတ်တယ်။ဟုတ်တယ်။အဲ့ဒီဝေဖန်ချက်တော့ရှိတယ်။တကယ်လို့စွမ်းရင်သစ်တွေရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနည်းပညာအသစ်တွေကလည်း0 to 1ပဲလေ။မှန်ပါ යි ။သူရဲ့နောက်ခံက Silicon Valley အလားလားဆိုတော့လေသူရဲ့အမြင်ကအဲ့ဒီဘက်ကိုနည်းနည်းယိုင်သွားတာမျိုးပါ။ဒါပေမဲ့သူရဲ့အဓိကအချက်ဖြစ်တဲ့အတစ်ဖန်တီးခြင်းကတော့ဘယ်နယ်ဘယ်မှာမစိုးအကျုံးဝင်နေစေပါပဲ။ဟုတ်ကဲ့ အဲ့ဒီလိုအတစ်ဖန်တီးထားတဲ့လုပ်ငန်းတစ်ခုက ရေရှဲမှာဘလို့ရှင်းသမလဲဆိုတဲ့မေဟုံးကနောက်တစ်ဆင့်ကိုရောက်သွားစေတယ်။အော်ဒီညမှာပဲသီရီရဲ့လူအမြောင်းနဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့ပြိုင်ဆိုင်မှုအပေါ်အမြင်ကဝင်လာတာပဲ။ဟုတ်တယ်ဒီအချက်ကတော်တော်များများကိုတုံလို့ဆဲခဲ့တယ်။သူကအရင်ရှင်စနစ်နဲ့ပြိုင်ဆိုင်မှုဟာစန့်ကျင်ဘက်ဖြစ်တယ်လို့ရေးခဲ့တာ။ဟုတ်တယ် capitalism နဲ့ competition are opposites တဲ့။ကျမတို့ကြောင်းမှာတင်ခဲ့ရတာလေစီးပွားရေးလောကမှာယုံကြည်ထားတာတွေနဲ့ပြောင်းမှန်ကြီးတယ်။ ပြိုင်ဆိုင်မှုကစောက်တုံးသူအတွက်ကောင်းတယ်ဈေးကွက်ကိုကျန်းမာစေတယ်လို့ပဲကြားဖို့ခဲ့တာသူရဲ့ဥပမာကရှင်းရှင်းလေးပဲဗျာ2012ခုနှစ်ကအချက်လက်တွေနဲ့သူကရှင်းပြတယ်ဟုတ်ကဲ့ American လေကြောင်းလိုင်းတွေအားလုံးပေါင်းပြီးတစ်နှစ်ကိုဒေါ်လာ360ဘီလီယံလောက်ဝင်ငွေရှိတယ်အင်းအများကြီးပဲဒါပေမဲ့ခီးတွေတယောက်ကိုပြန်တမ်းမှုတစ်ခုအတွက်သူတို့ရတဲ့အမြတ်က30ဆင့်ပဲရှိတယ်ရှင်း39ဆင့်ဟုတ်တယ် ဘာလို့လဲဆိုတော့လေကြောင်းလိုင်းတွေကတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ဈေးတွေလျှော့ဝင်ဆောင်မှုတွေပေးနေရလို့ပဲအမျက်ဒီအားလုံးကပြိုင်ဆိုင်မှုထဲမှာပျောက်ကုန်ရောအော်အခု Google ကိုကြည့်သူ့ရဲ့တနည်းဝင်ငွေကအဲ့ဒီအချင်းကဒေါ်လာ90ဘီလီယံပဲရှိတယ်လေကြောင်းလိုင်းတွေရဲ့သုံးပုံတစ်ပုံပေါ့ဟုတ်ပြီဒါပေမဲ့သူတို့ရတဲ့အမျက်ကလေကြောင်းလိုင်းအားလုံးပေါင်းထားတာထက်အစဲကျော်ပိုများတယ်ဘာကြောင့်လဲရှင့်ဘာကြောင့်လဲဆိုတော့ Google ဟာ search engine ဈေးကွက်မှာပြိုင်ဘက်မရှိတော့ခင်နေတယ် မိုနိုပိုလီမို့လို့ပဲဒါပေမဲ့မိုနိုပိုလီဆိုတဲ့စကားလုံးကနားထဲမှာသိမကောင်းဘူးနော်အစိုးရတွေကတော့မိုနိုပိုလီတွေကိုဥပဒေနဲ့တားဆီးနေတာမဟုတ်လားဟုတ်တယ်လေလူငင်းရှင်တယောက်ကမိုနိုပိုလီတီထောင်ဖို့ချူးစားတာကမှန်ကန်တဲ့လမ်းစဉ်ရောဟုတ်ရဲ့လားရှင်အဲ့ဒါအရန်ကောင်းတယ်မေးခွန်းမေးဒီနေရာမှာတီလ်ကမိုနိုပိုလီအမျိုးအစားနှစ်ခုကိုခွဲပြတယ်အော်ဟုတ်လားတမျိုးကတရားမဝင်တဲ့နေလမ်းတွေ အစိုးရနဲ့ပေါင်းပြီးတခြားပြိုင်ဘက်ကိုကိုဖဲထုတ်တယ်မကောင်းတဲ့ monopoly တွေ음နောက်တစ်မျိုးကတော့သူအားပေးတဲ့ creative monopoly ပေါ့ creative monopoly ဟုတ်တယ်ဒါကဘသူစီကမှဈေးဝက်ကိုလွတ်ယူတာမဟုတ်ဘူးလုံးဝမရှိသေးတဲ့ဈေးဝက်အသစ်တစ်ခုကိုဖန်တီးပြီးအဲ့ဒီဈေးဝက်ကိုဥဆောင်သွားတာဥပမာဥပမာအနေနဲ့ဆိုရင်ရောဥပမာ Apple ရဲ့ iPhone ပေါ့ဗျာ iPhone မပေါ်ခင်က smartphone ဈေးဝက်ကဒီလိုပုံစံမဟုတ်ဘူး Apple ကဈေးဝက်အသစ်တစ်ခုကိုဖန်တီးခဲ့တယ် ပြီးတော့နှစ်ပေါင်းများစွာအဲ့ဒီဈေးဝယ်ကနေအမျက်စွန်းတွေအများကြီးရခဲ့တယ်။အဲ့လိုလုပ်ငန်းမျိုးတွေကကဘာကြီးအတွက်တံပိုးအစ်စ်တွေယူဆောင်လာပေးတဲ့အတွက်အမျက်အစွန်းတွေနဲ့ထိုက်တန်တယ်လို့သူကဆိုလိုတာလား။တိတိကျကျပဲအဲ့ဒီအမျက်တွေကသူတို့ကိုနောက်ထပ်0 to 1 product တွေထပ်ဖန်တီးဖို့အတွက် research and development လုပ်ဖို့အရင်အနည်းတွေချစ်စေတယ်ပေါ့။ဒီချက်နဲ့ဆက်ဆက်ပြီးသူပြောတဲ့ company တွေရဲ့လင်ညာမှုများဆိုတဲ့အပိုင်းကလည်းတော်တော်သဘောကျဖို့ကောင်းတယ်။ဟာဟာဟုတ်တယ်။ ုမ္ပဏီတွေကသူတို့ရဲ့ဈေးခွက်အနေထားအမှန်ကိုဖုံးကွယ်ထားကြင်ကြရတယ်။ဟုတ်တယ်။မနိုပိုလီတွေကသူတို့မှာပြိုင်ဘက်တွေအများကြီးရှိတယ်လို့ဟန်ဆောင်ကြတယ်။ဥပမာ Google လိုမျိုးလား။အဲ့ဒါပဲ။ Google ကသူ့ကိုယ်သူ search engine ကုမ္ပဏီလို့မပြောဘူး။ကြောင်ညာကုမ္ပဏီ၊မိုဘိုင်းနည်းပညာကုမ္ပဏီ၊ကိုပိုင်မောင်းတဲ့ကားကုမ္ပဏီစသဖြင့်ဈေးကွက်ပေါင်းစုံတွေရှင်းပြပြီးသူ့ရဲ့မနိုပိုလီအနေထားကိုတေးအောင်လုပ်ပြတယ်။ အစိုးရကစီးကန်းနေတဲ့အလားမထင်းချုံအောင်ကောမှန်ပါရဲ့တစ်ဖက်မှာလည်းပြိုင်ဆိုင်မှုပြင်းထန်တဲ့လုပ်ငန်းတွေကသူတို့ဟာဘလော့ဒ်ဒေါင်းကမှုထူချားပြီးပြိုင်ပဲกินတယ်လဲဆိုတာကိုဟန်ဆောင်ကြပြန်ရောအာအဲ့ဒါကဘလိုမျိုးလဲရှင်စာအုပ်ထဲကဥပမာဆိုရင်ပယ်လိုအောက်ချိုမြို့က British အစားအစာရောင်းတဲ့အစားတောက်ဆိုင်တစ်ဆိုင်ကငါတို့ကဒီမြို့မှာတစ်ဆိုင်တည်းသော British စားတောက်ဆိုင်လို့ကြွေးကြော်နိုင်တယ်ဟုတ်တယ်အဲ့ဒါကတော့မှန်တာပဲလေဒါပေမဲ့အဲ့ဒါကဈေးကွက်ကိုအရန်ချင်းမြောင်းအောင်ကြီးလိုက်တာ တကယ်တော့သူ့ရဲ့ပြိုင်ဘက်တွေကပက်လိုအောက်ချုံမြို့ကတခြားစားတောက်ဆိုင်တွေအားလုံးပဲ။အော်ဟုတ်တာပေါ့နော်။ဒီလိုလင်ညာမှုတွေကိုနားလည်လိုက်တဲ့အခါစီးပွားရေးလောကကိုမြင်တဲ့အမြင်ကပြောင်းသွားနိုင်တယ်ဗျ။ဒါဆိုရင်အနှစ်ချုပ်ရရင်တော့အောင်မြင်ခြင်းပြန်ဆိုင်မှုကိုရှောင်ပြီးကိုပိုင်မော်နိုပိုလီတစ်ခုကိုဖန်တီးရမယ်ပေါ့။အင်းသူ့ဆိုရတော့အဲ့လိုပဲ။ဒါကိုလုံနိုင်ဖို့အတွက်ဘယ်လိုစိတ်နေစိတ်ထားမျိုးလိုအပ်မလဲ။ဒီချက်ကကျမတို့ကိုတတိယအပိုင်းဖြစ်တဲ့ ဖန်တီးသူရဲ့စိတ်နေထားစီကိုခေါ်သွားပါပြီဟုတ်ကဲ့အောင်မြင်မှုဟာကန်ဒီအားကြောင့်လားကျွမ်းကျင်မှုကြောင့်လားဆိုတဲ့မိခွန်ကအမြဲတမ်းအငင်းပွားနေရတဲ့အကြောင်းအရာပဲ Jeff Bezos, Bill Gates တို့လိုအောင်မြင်မှုတွေကတော့သူတို့ရဲ့အောင်မြင်မှုမှာကန်တရားကဘလောက်ပါဝင်ခဲ့တယ်ဆိုတာကိုအမြဲပြောကြတယ်နော်ဟုတ်ကဲ့ဒါပေမဲ့ Theo ကတော့ဒါကျွမ်းလာမှုဟန်ဆောင်တာဒါမှမဟုတ်တကယ်ကိုအနာဂတ်အပေါ်ထားတဲ့အမြင်ပြောင်းလဲပါလာကြောင့်လို့ဆိုတယ်။အော် သူကအနာဂတ်အပေါ်ထားတဲ့အမြင်ကိုဇယားခွက်တစ်ခုနဲ့လေးမျိုးခွဲပြတယ်။ဝင်းယုံတစ်ခုက optimism နဲ့ pessimism နောက်ဝင်းယုံတစ်ခုက definite နဲ့ indefinite ပဲ။ကောင်းပြီဒီလေးမျိုးကိုတစ်ခုချင်းစီကြည့်အောင်ပထမတစ်ခုက indefinite pessimism လို့ခေါ်တဲ့မတိကျသောအဆုံးမြင်ဝါဒ။အဲ့ဒါကဘယ်လိုမျိုးလဲရှင်။အနာဂတ်ကချစ်တဖြည်းဖြည်းဆုတ်ယူသွားမယ်လို့ယုံကြည်တယ်။ဒါပေမဲ့ဘာလို့လို့ဘာကိုကံရမယ်မသိဘူး။ ဒီနေ့ tropation တန်းနေထိုင်ပြီးပျော်ပျော်နေလိုက်မယ်ဆိုတဲ့စိတ်တက်မျိုးပေါ့ဟုတ်တယ်ဒါကမြန်မာ kid အရောပါရဲ့အချင်းင်းနဲ့တူတယ်လို့သူကဆိုတယ်ဟုတ်ကဲ့ဒုတိယတစ်ခုကတော့ definite pessimism တိကျသောအဆိုးမြင်ဝါဒအနာဂတ်ကဆိုးရွားမယ်ဆိုတာကိုတိတိကျကျတီးထားရဲ့ဒါကြောင့်ကြိုတင်ပြင်ဆင်တယ်ဩဥပမာအနေနဲ့ဆိုရင်နော်ဥပမာတရုတ်နိုင်ငံပေါ့တယန်ဇာတာရှာပါလာမယ်ပဝင်းကျင်ပျက်စီးလာမယ်အနာဂတ်ကိုတိလို့ အခုကတည်းကစွန့်ရင်ရင့်မြစ်တွေကိုကဘာနန့်လိုက်ဝဲတယ်အနောက်နိုင်ငံရဲ့နီးပညာတွေကိုကူးပြီးခြွေတာဆူဆောင်းတယ်ဟုတ်ပြီနောက်နှစ်ခုကပူပူစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်အမေရိကန်နဲ့ပတ်သက်ပြီးသူပြောတာဟုတ်တယ် indefinite optimism မတိချသောအကောင်းမြင်ဝါဒအနာဂတ်ကပိုကောင်းလာမယ်ယုံကြည်တယ်ဒါပေမဲ့ဘလို့ကောင်းလာမလဲဘာလို့ရမလဲဆိုတော့တိတိကျကျမသိဘူးအဲ့ဒါကြောင့်အစီအစဉ်တွေတိတိကျကျမစွဲပဲရွေးချယ်စရာတွေအများကြီးဖွင့်ထားတာပေါ့ ကျောင်းသားဘဝမှာဆိုရင် well roundedness လို့ခေါ်တဲ့ပတ်စုံတော်ရာကိုဦးစားပေးလာမျိုးလားဘာကူမအထူးဖြစ်မလေးလားပဲအကောင်လုံးကိုနင်းနေစီလိတ်လုပ်ထားတာမျိုးအဲအဲ့ဒါပဲ till ကအဲ့ဒီအတွေ့အကြုံကိုပြင်းပြင်းထန်ထန်ဝေဖန်နေဒါကအခုခေတ် American ရဲ့အထူးကစိတ်တက်ဖြစ်နေပြီးတိုးတက်မှုကိုနှီးကွေးစီတယ်လို့သူကပြောတယ်อืมနောက်ဆုံးအခုကတော့ till ap de 0 to 1ကိုဖန်တီးနေတဲ့စိတ်တက်ပါပဲ definite optimism ဘောက်ဟုတ်ကဲ့တိကျဖို့အကောင်းမြင်ဝါဒ ပိုကောင်းတဲ့အနာကဆိုတာသူ့လိုလို ဖြစ်လာမှာမဟုတ်ဘူးငါတို့ကိုယ်တိုင်တိဆောက်မှာရမှာဆိုတဲ့ယုံကြည်ချက်နဲ့တိကျတဲ့အစီအစဉ်တွေဆွဲပြီးအကောင့်ထဲဖော်တာအနာကဟာဒီဇိုင်းဆွဲပြီးဖန်တီးရမယ့်ယာတခုလို့မြင်တာကောနော်မှန်ပါတယ်ဒီ definite optimism ရဲ့အစွမ်းအားကိုတက်တဲ့ပြတော့တမန်းကိုပြင်ကြည့်လို့ရတယ်ရှင်1939ခုနှစ်တွေကတိဆောက်ခဲ့တဲ့ Empire State Building Golden Gate Bridge တွေဟုတ်တယ်ဟုတ်တယ် ီရတော့1960ခုနှစ်တည်းက Apollo program လို့လက်ကမပေါ်လူလှတဲ့စီမံကိန်းတွေအဲ့ဒါတွေအားလုံးဟာအဲ့ဒီခေတ်ကလူတွေတဲ့တီးခြားတဲ့အနာဂတ်အမြင်နဲ့ရဲရဲတဲ့အစီအစဉ်တွေကြောင့်ဖြစ်ပေါ်လာတာပါ။ဟုတ်ရှာတော့တာလေ။ကျမတို့ရဲ့အကောင့်အမြင်စိတ်ကမတီးခြားတဲ့ဘက်ကိုရောက်သွားလို့များလား။ဒီလိုကတော့အဲ့ဒီလိုပဲယုံကြည်တယ်ဗျာ။ဒါကိုလုပ်ငန်းတစ်ခုတည်ထောင်ခြင်းနဲ့ရှေ့ဆက်ကြည့်လိုက်ရင်အရန်ရှင်းသွားတယ်။ဟုတ်ကဲ့ startup တစ်ခုတည်ထောင်နေဆိုတာကန်ဆန်းမဲလမဲ့တဆောင်းဝယ်ရနိုင်မတူဘူး။အဲ့ဒါက indefinite optimism ပဲ။ ။ဟော startup ဒီရောင်းနေဆိုတာအနာဂတ်အတွက်တိကျတဲ့ဒီဇိုင်းတစ်ခုကိုရေးဆွဲပြီးအဲ့ဒီအတိုင်းအကောင့်တွေဖော်တာ။ဒါဟာ definite optimism ကိုလက်တွေ့ဖော်ဆောင်ခြင်းပဲ။ကံတရားကိုမိခိုးနေလို့မရဘူးပေါ့။ဟုတ်တယ်။အောင်မြင်မှုဆိုတာဒီဇိုင်းဆွဲယူရတဲ့အရာတစ်ခုဖြစ်တယ်။ကောင်းပါပြီရှင်။ဒီနေ့ဆွေးနွေးခဲ့တာတွေလို့ပြန်ကြည့်လိုက်ရင်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အလမ်းကြောင်းတစ်ခုကိုတွေ့ရတယ်။ဟုတ်ပါတယ်ဗျ။တီယိုရဲ့အဆိုအရအနာဂတ်ကိုပုံဖော်မဲ့တူတယောက်ဖြစ်ချင်ရင် ပထမဆုံးလူအများမတီးတဲ့အမှန်တရားတစ်ခုကိုရှာရမယ်။ secret တစ်ခုပေါ့။ပြီးရင်အဲ့ဒီအမှန်တရားကိုမှအခြေခံပြီးလုံးဝအထစ်ထစ်တရားတစ်ခုကိုဖန်တီးရမယ်0 to 1။อืมအဲ့ဒီနောက်မှာပြင်ဆိုင်မှုတွေကိုရှောင်ရှားပြီးကိုယ်ပိုင်ဈေးကွက်ကိုဖန်တီးနိုင်တဲ့ creative monopoly တိဆောက်ရမယ်။ဟုတ်ကဲ့။ဒီအရာအနုကိုလှုပ်ဆောင်ဖို့အတွက်အနာဂတ်ကိုကံကြမ္မာအတိုင်းဖြစ်လာမှာကိုစောင့်မနည်းပဲတိကျတဲ့အစီအစဉ်နဲ့တိဆောက်တဲ့ definite optimism စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပေါ့။ဟုတ်ပါတယ်။ ီနေရာမှာနားထောင်သူတွေအတွက်စဉ်းစားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဗျာဟုတ်ကဲ့ပြောပါရှင်စာအုပ်ထဲမှာသူက founders paradox လို့ခေါ်တယ်တီထောင်သူတွေရဲ့ထူးခြားတဲ့ဝိရောဓီအကြောင်းကိုပြောထားတယ်အော် founders paradox အောင်မြင်တဲ့တီထောင်သူတွေဟာသူများနဲ့မတူတဲ့တခါတရံမှာစန့်ကျင်ဘက်ချင်းနေတဲ့အရေးတွေးတွေကိုပိုင်ဆိုင်လေ့ရှိကြတယ်ဥပမာဘယ်လိုမျိုးလဲရှင်ဥပမာသူတို့ဟာအဖွဲ့အစည်းရဲ့အတွင်းလူလဲဟုတ်တယ်လို့အပြင်လူလိုလဲတွဲခေါ်နိုင်ကြတယ် လက်ထဲမှာငွေမရှိပေမဲ့စာရက်ပေါ်မှာတန်းကြွယ်သူတွေဖြစ်နေတတ်ကြတယ်။အေးစိတ်ဝင်စားစရာပဲ။ဒီလိုဆိုရင်ကျွန်တော်တို့မိရမေမေကုန်းကအနာဂတ်ကိုတကယ်တည်ဆောက်နိုင်ဖို့0 to 1ကိုသွားနိုင်ဖို့အတွက်ပါမလူတွေနဲ့မတူတဲ့ထူးခြားပြင်းထန်တဲ့ဆေးရိုက်လက္ခဏာတွေတကယ်ပဲလိုအပ်နေတာလား။အောင်မီမိုးဆိုတာလူနဲ့သူတပ်ပဲတည်တောင်းဖြစ်နေသလားဆိုတဲ့မျိုးမျိုးပေါ့။ ဟုတ်တယ်အဲ့ဒီလိုဆရာ့လက္ခဏာမျိုးကိုမွေးမြူလို့ရနိုင်သလားတာမမွေးရပါအရေးအတွင်းတစ်ခုပဲလားဆိုရင်မေကွန်းကစဉ်းစားစရာတစ်ခုဖြစ်ကြံခဲ့ပါရဲ့ဗျာ